ကျမရဲ့မီဒီယာချန်နယ်လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များလုံးမေမင်္ဂလာပါရှင်။ဟုတ်တယ်အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့မခင်မှာတည်ဆုံမှုလို့အမည်ကြတဲ့ရှင်နေဘုရားမိုခင်ဖြစ်ရမန်ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။1950နှစ်53ခုနှစ်တဝိုင်းစီကရန်ကုန်မြို့မှာကျွေးရီကောင်စီရီတော်ကြီးရဲ့အနောက်မြောက်ဘက်ဂျာဝိုင်းတစ်ခုထဲမှာ တံပုံကျိုင်းလိုခေါ်တဲ့လူနေရက်ွက်တစ်ခုရှိတယ်။ဒူရက်ွက်ကအနောက်ရှေကုန်းတိုင်းလမ်းဆောင်နဲ့ဥဝိဇာယလမ်းဆောင်ဆုံးရာဒေါင်ကျိုးတနေရာမှာရှိပြီးဒူရက်ွက်ကိုတံပုံကျိုင်းလိုခေါ်ပုံကဂျပန်ခေတ်ကကားပစ္စည်းများနဲ့တခြားကိရိယာများရဲ့အပျက်စီးများဖြင့်တန်တိုတန်စားတွေကိုဒူကျိုင်းဝင်းကြီးရှိရာနေရာကို စုပုံပြီးပြေးထားကြတယ်။ နောင်နေကဒိုချိုင်ဝင်းကြီးတဲ့ကိုလူနေအင်ကြီးတွေကဒဇဒဇနဲ့ရောက်လာကြပြီးဒိုမတစင်ထိုရက်ခွက်ကိုတန်တိုတန်စာများစုပုံထားသည့်ဖြစ်လို့တန်မုံကျိုင်းလိုခေါ်ဆိုကြ၏ညစေနာဤကမ်းမှာလူတယောက်ကဗဟန်းခက်တဲ့ကိုအူရဖရနဲ့ရောက်လာခဲ့ပြီးဒယ်လီဖုန်းဆက်ရမရှိလို့ကိုတိုင်လာရောက်အကြောင်းကြားချင်းလို့ဆိုပြီးကျွန်တော်နာမည်ကမောင်မတ်ပါရွှေရီကုံဖျားချင်းကတန်မုံကျိုင်းရက်ခွက်မှာလူသက်မှုဖြစ်လို့ပါဟင်ဘလို့ဖြစ်လဲကွဘသူကဘသူကိုတတ်တာလဲ ဘသူကဘသူကိုတတ်တယ်ဆိုတော့ကျွန်တော်လည်းမသိဘူးဗျအကြီးမမရှိခင်ကသူ့ရိုင်ထဲမှာလဲနေတယ်အငယ်မမခင်မကတော့ဓာတရားနဲ့မချင်းမဆက်ဖြစ်နေတယ်ဗျကဲဒါဖြင့်လားဗျဒိုသူဆိုပြီးစာသင်ပလိသားကဒိုသူကိုစာပလင်းတင်မဝေးတိုင်းရအခန်းလေးကိုခေါ်ဆောင်ခဲ့တယ်စာပလင်းတင်မဝေးကအမှုလာတိုင်းသူရဲ့မျက်နှာရှိခဲကိုကြည့်ပြီးလူသန်းမှုခဲသူအမှုကြီးတစ်ခုဖြစ်မယ်လို့တကြသေးကြစွာသိပြီးကဲ မောင်ရှိသိန်း၏ပလိနီယာကိုခေါ်ပြီးလူသတ်မှုဖြစ်တဲ့နေရာကိုအမြန်သွားမှဖြစ်ပေပြအမှုလာတိုင်းတဲ့လူစီကတိုင်ချက်ကိုနောက်မှယူကြပေါ်လူသတ်မှုဆိုတာပူပူနွေနွေစုံစမ်းမှခြေရာကောက်နိုင်မှာအဲ့ဒီနောက်အကျိုးချမ်းကိုဌာနအုပ်ထံသတင်းပို့ပြီးဇာပလင်တင်မာဝေနဲ့ပလိနီယောက်ကစပိန်စီးလာကြ၏ပလိတယောက်ကမောင်မတ်ဆိုသူကိုတင်ခေါ်ပြီးပလိသုံးဟာတူလီစပိန်နဲ့တန်မုံကျိုက်ရက်ွက်ကိုရောက်လာကြ၏ ရောက်ချင်းမေရက်ခွက်ရှိရာကျန်းဝင်းလေးကိုစပိန်များကိုတွန်းကတဖုံမကတနည်းနဲ့ခက်ခက်ခဲခဲဝင်ခဲ့ကြရဲ့ရက်ခွက်လေးရှိအင်တိန်အတွင်းမှာလူများစုပုံနေတာကိုတွေ့လိုက်တဲ့ဒင်မာဝေကစပိန်ကိုပလေးတယောက်ထံကိုပြီးခဲ့ပြီးဝိုင်းအောင်နေတဲ့လူအုပ်တွေကြားမှာဒိုးဝင်ချင်းနဲ့အင်ဘော်ကိုတက်တော့ရဲ့ဒင်မာဝေကအင်ရှေကန်းရှိဝိုင်းအောင်နေတဲ့လူများကို အတင်းပေဒိုးဝင်ချင်းနဲ့အချင်းပြည့်နေရာကိုကြည့်လိုက်တဲ့ မင်းကလေးတယောက်ကသွေးရိုင်ထဲမှာဆန့်ဆန့်ကြီးလဲနေပြီးတရင်ဟင်နဲ့ညင်းညူနေတယ်။ဒေမာဝေကဘာစကားမှမပြောပဲသွေးရိုင်ထဲမှာလိမ့်နေတဲ့မင်းကလေးရဲ့ဘေးမှာငုတ်တုတ်ထိုင်ရင်။ကဲကလေးမမင်းကိုဘသူတက်တယ်ဆိုတာဥရုကိုပြောဆက်မ။ဟုတ်ကြောင်ကြောင်နဲ့ဝမ်းပိုက်မှာဒံယာတစ်ချက်ရထားတဲ့မခင်မကိုထီတန်စီးရုံကိုတင်ထားပြီးဒိုလူသက်မှုကိုတံမုံချိန်တကြီးကတည်းလူပြုပြီးဗဟန်းကက်မှာအမှုဖွင့်တယ်။ဌာနအုပ်ဥပမောကအမှုတဲစီရင်စာကိုတည်ကြပေးပြီး ဖိနောဆရာဦးဖို့နစ်ကဇနီးတဲ့ခွေလွန်ပြီးရဲ့နာမရှိခင်နဲ့မကင်မာဆိုတဲ့သမီးပြုံနေအောင်နေတူတံမုံချိုင်ရက်ွက်မှာနေထိုင်ကြရတယ်။သမီးညယောက်ကအချုပ်ဆက်တလုံးနဲ့အထဲချုပ်ပြီးအသက်မိုးရမ်းကြောင်းပြူတယ်။ဦးဖို့နစ်မှာဖိနောဆရာတယောက်ဖြစ်တယ်။အချင်းဖြစ်ပေါ်ရင်းညာကအိမ်မှာဦးဖို့နစ်မရှိ အနီးနားရှိကပ်ပလီရက်ွက်ကိုစီးကုသွားနေပြီးညစိနေအိကြောကြောလောက်မှာရက်ွက်တဲကမောင်မတ်စုသူကမိခင်နေမကောင်းလို့ဆေးလာတောင်းရင်ဦးဖို့နစ်ရဲ့အိမ်ကိုရောက်လာခဲ့တယ်။ ဒိုးစင်မှာမခင်မာရဲ့အတန်းကိုကြားလိုက်ကြတဲ့အခါမောင်မက်ကအင်ဘိုကိုပြေးတက်ခဲ့တယ်။မခင်မာကဝမ်ပိုက်ကိုလက်နဲ့နေပြီးနောက်ဘေးဘက်ရှိအင်ဘေးမှာအင်ရှိကိုပြေးထွက်ခြင်းအင်ရှိကမ်းမှာပြေးလဲသွားတာကိုမောင်မက်မြင်လိုက်တယ်။သို့တော့အင်ထဲရှိမှန်ပြီးအင်ကမိတ်နေလို့မရှိခင်ကိုမတွေ့ရ။ဥပမော်ကအမှုတွဲကိုဖက်ပြီးအဲ့ဒီမခင်မာကိုရစစ်စစ်ပြီးပြီလားမောင်တေဝိတ်။ဟုတ်ကဲ့စစ်စစ်ပြီးပါပြီဆရာ။ဒါပေမဲ့အဲ့ဒီအချိန်မှာဘသူဘေဝါမှမသိတဲ့လူတစ်ယောက်က သူ့ကိုဓာနေထုတ်ပြီးထွက်ပြေးသွားရည်ဆိုတဲ့တစ်ချက်ပဲရခဲ့ပါရဲ့စီယာဒါဖြင့်မက်ရှိခင်ကိုဓာနေနှစ်ချက်တိတိထိုးသွားရည်တရားခံကရောအဲ့ရလေသူလုံးဝမသိပါမို့တဲ့သူဓာတုခံရလို့အင်ရှိကိုခရံကရန်းနေထွက်လာပြီးမူးလေကြသွားတာကိုလည်းသိပါတယ်လို့ပြောပါရဲ့စီယာနေပါအောင်ကွာတေးသူမက်ရှိခင်နောက်ဆုံးပြောသွားရည်စကားကဘာစကားလဲကွာဟုတ်ကဲ့အဲ့ဒါကြောင်နဲ့လို့ပြောသွားပါရဲ့စီယာဒါနာအုပ်ဥပမောကထိုအမှုကိုပြီးပြတဲ့အချိန်ဆက်လက်ဆောင်ရွက်ရန်ဇာပလင်တေမဝီကိုတာဝန်ပေးတယ် တည်ဆုံးသူမရှိခင်ရဲ့ကိုပေါ်မှာအသေးနေရာမှာဓာတ်တရားတကျဲအစာအိမ်တက်တဲမှာတကျဲပေါင်နှစ်ချက်တွေ့ရပြီးထိုတရားများနေတည်ဆုံးခြင်းဖြစ်တယ်လို့မူကင်းဆရာဝန်ကတက်ဆိုခဲ့တယ်။သို့တော်မရှိခင်လေကြတည်ဆုံးရာအိမ်ရှိကျန်းပြပေါ်မှာသွေးစာသွေးနာအနေငယ်ကတွေ့ရပြီးအသုံးပြုတဲ့ဓာတ်ကိုမတွေ့ရဘူးဆိုရင် လူသက်တည်းကန်းကအိမ်ရှိကန်းမှာမရှိခင်ကိုဓာတ်နေထိုးပြီးနောက်ပြီးအိမ်ခန်းမှာရှိတဲ့မခင်မှာပါဓာတ်နေစတို့ပြီးတွေ့ပြီးလွမြောက်တော်တယ်လို့တွေ့ရတယ် ရသက်တစ်ပတ်ကြာရက်ကမခင်မာကိုနောက်တစ်ချိန်ခေါ်ယူဆစီရန်ကြမ်းမိတော်လေလူတန်းမှုဖြစ်ပေါ်ရာနေအိမ်ရဲ့အခြေအနေကိုအသေးစိတ်ထပ်မံကြည့်ရှုလိုလိုမောင်တင်ဝေကတယောက်တည်းပဲဟာတူလီစပိန်ကိုစီးပြီးတံမုံကျရက်ွက်ကိုထွက်ခဲ့တယ်။အချိန်ကမွန်တဲ့ချိန်ဖြစ်ပြီးတင်မောင်ဝေကရေတားရှိလမ်းဟောင်းမှဖြတ်ပြီးအနောက်ရွှေကုန်းတိုင်းလမ်းတိုင်းအရှင်းမနောက်ကိုစီးလာခဲ့တယ်။အဲ့ဒီနောက်လင်းလန်းထိတ်မှရုပ်ရှင်ယုံလေးရှိသေးတယ်။မြင်းလဲနဲ့စိုက်ကားတွေရှုပ်ချက်ခန့်နေလို့ ဒီမဝေက စပိန်ကိုတတိကြီးစွာနေစီးခဲ့တယ်။သို့တော့ရုပ်ရှင်ယုံရှိကိုရမှလူများပါရှုပ်ချက်ခန့်နေလို့ဒီမဝေကစပိန်ပေါ်မှာဆင်းပြီးစပိန်ကိုတွန်းရင်းနေလျှောက်ခဲ့တယ်။နေကင်း၁၂နာရီပွဲ ရုပ်ရှင်ပြရရင်နီးပြီလို့သိလိုက်ရင်ဒီမဝေက ရုပ်ရှင်ရဲ့ပိုစတာများကိုလှမ်းကြည့်မိတယ်။ကြောင်နဲ့တန်းဆုံတွင်ရုပ်ရှင်ကားကြီးဆိုတဲ့ရုပ်ရှင်ပိုစတာဆိုင်ဘုတ်ကိုလှမ်းမြင်လိုက်တယ်။ဒိုကားကရုပ်ရှင်မင်းသားတင်ညွန့်ပါဝင်တဲ့ကားဖြစ်တယ်။ ကြောင်နဲ့ဆိုတဲ့စကားကတေသူမရှိခင်ကဒီကန်ဒီချိန်မှာကြောင်နဲ့ကြောင်နဲ့လို့နှစ်ချိန်တိုင်တိုင်ပြောတော်မူတယ်။မရှိခင်ပြောတော်တဲ့ကြောင်နဲ့ကယခုပြားသားနေတဲ့ကြောင်နဲ့ရုပ်ရှင်ကနေပတ်သက်နေသလားပတ်သက်နေရင်မြည်သူပတ်သက်နေတယ်လေ။ဒါမှမဟုတ်လုံးဝမပတ်သက်ဘဲတိုက်ဆိုင်မှုတသက်လာလို့စဉ်းစားမိတယ်။အတွေ့ကတော်တော်နဲ့လာပြီးစာပလင်တင်မဝေးကတွေးစရာတို့ကိုအုံနောက်တဲကိုထဲပြီးစပိန်ဆက်လက်ပြီးစီလာက မကေမာတို့အင်ကိုရောက်လာခဲ့တယ်။ အိမ်မှာမက်ကင်မာနေတူဈေးစရာကြီးဦးဘိုးနဲ့ပါတွေ့ရတယ်။ဦးဘိုးနဲ့ကအင်ရှိကန်ဖျားစစ်မှာတိုင်းပြီးဈေးပြင်းလေးကိုဖွာချိုက်လျက်ရှိတယ်။မက်ကင်မာကတင်မဝေးကိုတင်ပြပြတစ်ချက်ခင်းပြီးဈေးလေးကိုရင်းနှီးချမ်းတို့နဲ့အဲခန့်ခဲ့တယ်။ဒါနဲ့စကားမဆက်မက်ကင်မာအသက်ဘယ်လောက်ရှိပြီလဲဗျ။ဟုတ်ကဲ့25နှစ်ပါစီယမက်ကင်ရွှေရရောဘယ်နှစ်နှစ်ရှိပြီလဲ။ဟုတ်ကဲ့ကျမတန်နှစ်နှစ်ကြီးတော့28နှစ်ပါစီယဒါနဲ့ဘာဖြစ်လို့လဲစီယ။ ကျမအမတဲ့ဩစားပြီ အသက်ကြီးရလို့ထင်လို့လားအာနာလို့တင်မဝေကဘာမှမပြောတော့လင်သို့တော်မခင်မကမရှိခင်တဲ့အသက်ကြီးရလို့ထင်ရတဲ့ပြင်မခင်ချွင်းနဲ့ရုပ်ချင်းကပြီးအသားမေးအယုံစုအကြီးတန်းသူဖြစ်တယ်ဒိုချက်ကိုစဉ်းစားရတာကမရှိခင်ကိုတက်ပြီးမခင်မကိုဒါနဲ့ထိုးတော်ရတဲ့သူကယောက်ျားတယောက်ဖြစ်မယ်လို့စဉ်းစားမိရင်ဒိုတို့ဆိုရင်ဒိုယောက်ျားနဲ့ညီမနှစ်ယောက်လုံးကချီရေးကိစ္စမှာပတ်သက်လို့ဆက်ဆက်စရာအကြောင်းမရှိဘူး ဇာပလင်တင်မောင်ဝေးကအိမ်တလုံးလုံးကိုမျက်စိဝေးပြီးစီစီမှုကားကားလှုပ်ရင်းအခင်းပြညာကဖြစ်ပြပုံကိုမကင်မာကိုထမ်းမိတယ်။အဲ့ဒီညာအဖေမရှိဘူးကပ်ပလီရက်ွက်အစ်စ်ကိုသွားပြီးစီးကုသွားနေတယ်။ကျမအေးရစစောဝင်ခဲ့ပါတယ်။အမားရှိခင်ကတော့ကျမအေးရဝင်နေချင်းအိမ်ရှိကဖျားစီအောင်မှဖျားရှိကိုနေသလားစာဖတ်နေသလားတော့မသိဘူး။စီးသွားခြင်းတို့ကျမတည်းရင်းတော့စေနိုင်လောက်ရှိပြီထင်ပါတယ်။ဒါနဲ့အေးရတွေကထွက်ပြီးနောက်ဘေးဘက်ကိုသွားမယ်လို့တော့ အေးရှိကလူတယောက်ပြေးလာတဲ့အတန်းကိုကြားပြီးချက်ချင်းမေကျမဘိုက်ကိုတကူကူနဲ့ထိုးလိုက်တာသိပါတယ်။ကျမလည်းခရောင်ချောက်ချနဲ့အေးရှိကိုပြေးထွက်ခဲ့တယ်။ပြီးတော့ခေါင်းထဲမှတရရိပ်မူလာပြီးကျမ်းမြင့်ဘုတ်ကိုလဲကျသွားတယ်ထင်ပါတယ်။အဲ့ဒီလိုဖြစ်တော့အေးရှိကမရှိခင်ရဲ့အော်တန်ဒါမှမဟုတ်ညီညွတ်တန်တကူကူရောမကြားမိဘူးလား။ဟုတ်ကဲ့ကျမဘာမှမသိဘူး။ဘာတမ်းမှလည်းမကြားပါမို့။အဲ့ဒီတုန်းကကျမဟာကြောက်စိတ်တွေမှုန်ထူနေလို့ပါ။ပြီးတော့တကူမေးရအောင်မေးပြ။ ။အင်းရှိကပြေးလာပြီ။မခင်မကိုဓာတ်နဲ့ထိုးသွားရဲ့လူကယောက်ျားလားမိန်းမလား။ဒါလေးကျွန်မမပြောတတ်ပါမို့စီယ။မန်အင်းကအင်းရှိမှဆိုတော့နောက်ဖေးမှမောင်းနေပါလိမ့်။ဓာတ်နဲ့စကားမဆက်ပြ။လွင်လွင်ယုံမှပြသားတဲ့ကြောင်နဲ့ဆိုတဲ့ရုပ်ရှင်ကကိုမခင်မကြည့်ဘူးလား။အရှင်။မခင်မကခက်ခနဲမျက်နှာပြက်ပြီ။ဟုတ်တယ်ဗျအဲ့ဒီရုပ်ရှင်ကိုသူတို့ညီမညောင်လုံးကြည့်ကျင်လို့ကျုပ်ကိုပူဇော်နေတာဗျရွှေခင်မသေးခင်တည့်ရခဲ့တဲ့ကကျုပ်ကခွင့်မပြုဘူးလေဖေတော့မောင်တော့ရုပ်ရှင်စကားကို မင်းကလေးမင်းမရွှေတွေနေနဲ့မကြည့်သင့်ဘူးမလားကောင်းရင်ဘက်မှာတိုင်းနေတဲ့ဦးဖိုးနစ်ကလှမ်းပြောလိုက်တယ်ဒီမောင်ဝေးကမရှိခင်မစုံမီတရက်လုံးမှာယခုအချိန်ထိရတုကိုတက်စားကြည့်တယ်တပတ်နဲ့လေးရက်တိတိရှိသွားပြီဖြစ်တယ်ဘေးအိတ်သက်ကပွဲတိုင်းယုံရှာအောင်အားပေးနေလို့ဒုတိယဘက်ဆက်လက်ချီတက်လျက်ဆိုတဲ့ရုပ်ရှင်ရုံချီမှာတောင်းတာတွေပိုစတာကြုံညာကိုမြင်အောင်မိတယ်ဒါကြောင့်မရှိခင်တည်ဆုံးနေနေကသူတို့ညီမနှစ်ယောက်လုံးကယခုမက်ခင်မှာပြောသလိုမဟုတ်ဘဲ လွင်လွင်ယုံကိုရုပ်ရှင်ကြည့်ရင်သွားရင်လေသွားနိုင်ကောင်းတယ်။ဟုတ်ကဲ့ဒီလိုပါချင်းကျမမှန်တိုင်းပြောပါမယ်။အဲဒီကားကိုကျမတို့ညီမညလုံးကြီးကျင့်နေရဖြစ်ဖြစ်လူပါပဲစီယာ။ဒါကြောင့်ဖေဖေစီကုတော်ရင်ညနေ6နာရီခွဲခွဲသွားကြည့်ဖို့ကြံကြပါသေးတယ်။အင်းဒါပေမဲ့ညီမညောက်ဆိုတော့ငါးမိုးတန်ကကြီးရင်တောင်မှဝေတကြက်ပြေးအောင်မရှိလို့မကြည့်ခဲ့ရပါမို့ချင်း။မကင်မကရှက်စနိုးနဲ့ရေးလိုက်ပြီးတို့တော်လွင်လွင်ယုံကကြောင်တဲ့ရုပ်ရှင်ကားကိုကြည့်ပြီးပြီဆိုပြီး မခင်မာကုံမီးစင်ကမျက်နှာပြက်သွားတာကိုမြင်ရမိရင်အမှုကချီရလေးပြောက်ရေးလေးနောက်ခဲ့ပြီးသို့တော်အမှုရဲ့အဓိကသောချက်ကကြောင်တက်စုရဲ့စကားတခွန်းဖြစ်ကြောင်းဒီမာဝေကတက်ကတလေလေးစဉ်းစားမိရင်ဒါ့အပြင်ထိုသောချက်ကိုဖွင့်ရန်တောတံမာလေးမခင်မာထံမှရှိမယ်လို့ယုံကြည်မိရင်ဒါကြောင့်စာပလင်တင်မောင်ဝေကသူ့အုံနောက်ထဲရှိအခန်းအလုံးကိုဖွင့်ပြီးအသီးညံတစ်ခုကိုဖြင်းညှိကြိုးစားရင် အတန်ကြာတဲ့အခါတင်မောင်ဝီရဲ့မျက်နှာပေါ်မှာကျေနပ်ပြုံးတပြုံးကိုတွေ့ရပြီးဇပွဲအန်ဆွေရင်မှာ စာရွက်လွတ်တလူကိုထုတ်ယူလိုက်တဲ့အဲဒီနောက်အဘအတိုင်းစာကိုကြည့်တယ်။ခင်မရွှေခင်တီခင်ကြီးပြောတော့တဲ့ကြောင်တဲ့ကိစ္စကိုပလိဖက်ကမကြခင်သီးတော့မေအဲဒီကိစ္စမင်းနဲ့ကတိုင်မင်းချင်းနဲ့လာမေတနင်္ဂနွေနေ့ညာ9:00တိတိအချိန်မှာဗဟန်ကန်တော်ကြီးကမြင်းစီကျုံးကိုမင်းလာခဲ့ပါမင်းအတွက်အကျိုးရှိနိုင်တယ်ငါဘယ်သူလဲဆိုတာတော့မင်းသိပါရင်တော့ ဒီစာကိုဖတ်ပြီးဖြောက်ဖြက်ပြလိုက်ပါမင်းကိုတန်ရုံးစင်မကုန်သေးသူအဲ့ဒီနောက်စာပလင်ဒီမောင်ဝေးကရေးပြီးစာကိုလေးကောက်ကောက်တင်ဒီနောက်စာတင်မောင်တွန်းကိုလမ်းခေါ်လိုက်တင်ကဲကွာဒီစာကိုတန်မုံချမ်းကလူသန်းမှုဖြစ်တဲ့အိမ်ကိုမင်းသိရမလားအဲ့ဒီအိမ်ကမက်ကင်မားဆိုတဲ့အမျိုးသမီးကိုဒီစာကိုသွားပေးလိုက်ပါဟုတ်ကဲ့အခုသွားပေးရမလားဆရာအေးကွာဒီနေ့ဟာစနေနေ့ဆိုတော့အခုသွားပေးမှဖြစ်မှာကွာဒါပေမဲ့မက်ခင်မအောင်မတွေ့ရင်ဘယ်သူ့ကိုမှမပေးခဲနဲ့နော် အစင်ပြောင်ပြောပြီးတော့ပြန်လာခဲ့ကြလားဟုတ်ဟုတ်ကဲ့ပါစီယာအေးပြီးတော့တိဆောက်ဘသူကပေးခိုင်းလိုက်လေလို့မခင်မမေးရင်အမကြီးသီးတဲ့သူအမကြီးပေါ်တန်ရုံးစင်မကုံသေးတဲ့သူကပေးခိုင်းလိုက်တာလို့ပြောတော့အပေါ်စကားတွေဘာမှပြောမလာနဲ့ငါပြောအမှတ်သောတော့ဟုတ်ဟုတ်ကဲ့ပါစီယာကျွန်တော်တည်တည်ချာချာလုပ်ခဲ့ပါမယ်စားတဲ့မောင်တွန်းမြင့်ကခေါင်းတဆက်ဆက်ငင်းရင်မောင်တင်ဝေပေးလိုက်တဲ့စားကိုရှူပြီးအခန်းပြင်ဘက်ကိုထွက်ခဲ့တယ်စားပလီတင်မောင်ဝေကစိန်မန်းနဲ့မြောင်တဆင်းကိုပြစ်လိုက်တယ် ိုးများကမခင်မာရဲ့အသေးနှလုံးအစုံကိုထိစိုက်ဖို့တော့အရေးကြီးတယ်။ဒိုးဆိုင်မိပါကဒိုးလူသက်မှုရဲ့တရားခံကိုဖမ်းနိုင်ရန်အသေးချပြီးဖြစ်တယ်။စပိန်နဲ့သွားလို့၄နာရီခန့်ကြာပြီးစာသင်မောင်တို့မြင့်ပြန်ရောက်ခဲ့တဲ့မခင်မာကိုတွေ့လို့စာကိုပြီးခဲ့ကြောင်းစာပေးခိုင်းသူကမေးလို့စာပလင်တင်မဝေပြောခိုင်းတဲ့အတိုင်းပြောလိုက်ကြောင်းမျက်နှာအနေငယ်ပြတ်သွားလို့စာပလင်တင်မဝေကိုစာသင်မောင်တို့မြင့်ကရှင်းပြတယ်။ ဒါအပြင်တနင်္ခနီနေ့ညာရှင်းနာရီခွဲမှာတင်မာဝေနဲ့ပလိတ်သားနှစ်ယောက်ကဗဟန်းကတ်ထဲမှာထွက်လာကြ၏အဲ့ဒီနောက်မော်တော်ကားကိုမောင်းပြီးကန်တော်ကြီးမြင်းစီကျွန်းထိပ်ကိုရောက်လာကြ၏ကားကိုလမ်းတစ်ဖက်ရှိကိုကုတ်ပင်အောင်မောင်းရိတ်မှာတို့ရက်လိုက်တဲ့အဲ့ဒီနောက်စာပလင်တင်မာဝေကပလိတ်နှစ်ယောက်နဲ့အတူမြင်းစီကျွန်းထိပ်ရှိတစ်ပင်ခွဲမှာမောင်းရိတ်ကိုခိုးပြီးဆောင်းဆိုင်လေးရဲ့ရှိတဲ့ကိုနာယူထိုးသည့်အထိစောင့်နေတဲ့မက်ကင်မာကဘောမလောင် ဒါကြောင့်တင်မောင်ဘေးကသူ့အတွက်မာသားဗီလာလို့စိုးရင်စေးကဝင်ပြီးရင်သို့တော့9နာရီ15မိနစ်အချိန်ကိုရောက်တဲ့အခါမြေစီကျွန်းဝထိတ်ကိုစိုက်ကားတစ်စီးဆက်ရောက်ခဲ့တယ်။စိုက်ကားပေါ်မှာမခင်မာပါလာချောင်းကိုတင်မောင်ဘေးကတစ်ပင့်ခွဲမှလမ်းမြင်လိုက်တယ်။မခင်မာစိုက်ကားပေါ်ကဆင်းကိုက်မှတင်မောင်ဘေးကတစ်ပင့်ခွဲမှထွက်လာခဲ့တယ်။မခင်မာ စီးလာတဲ့စိုက်ကားပြန်သွားတဲ့အခါ မခင်မာကကျွမ်းဝစီကိုခြေတလန်းနှလန်းလှမ်းလာပြီးဘဝင်းချင်းအခြေအနေကိုတောင်းတောင်ကြီးမြောက်ကြီးနဲ့အကဲခတ်တဲ့အခါဒင်းမောင်ဝေးကမခင်မာရဲ့ကြောပတ်စီကိုတပြေးပြေးနဲ့ရှောက်လာပြီးအနီးကိုရောက်တဲ့အခါအိုးမခင်မာကလားဗျတန်ရုံးစင်မကုံသေးတဲ့သူကိုစောင့်နေရနေတူးတယ်ဒင်းမောင်ဝေးရဲ့စကားကြောင့်မခင်မာရဲ့တကူလုံးစက္ကနေတုံပြီးဒင်းမောင်ဝေးရဲ့ဘက်ကိုလှမ်းကြည့်လိုက်တယ်ဒိုးစင်အနားကိုရောက်လာပြီးပလေးတယောက်ကမခင်မာရဲ့လက်ကိုလက်ထိတ်ခဲ့တယ်ဟင် ကျမကဘာလို့ဒီလိုလုပ်တာလဲကျမမှဘာပြည့်ရှိလို့လဲမခင်မကအတန်ကြဲကြဲနဲ့အော်မေးတယ်သို့တော့စာပလင်တေမဝေးကမခင်မကိုတစုံတရာရှင်းလင်းပြောပြခြင်းမရှိပင်မခင်မကိုခေါ်ဆောင်ခဲ့တယ်နောက်တနေ့နနက်မှာတင်မဝီးရဲ့ခန်းထဲမှာမခင်မာကိုစီစီယူရန်ပလေသက်သေများနဲ့အကြမ်းမြင့်သက်သေများစုံတဲ့အခါဇာပလင်တင်မဝီးကသူ့စပွဲချင်းမှာတိုင်ကုန်လေးနဲ့တိုင်နေတဲ့မခင်မာကိုစူးချတဲ့မျက်လုံးစုံနဲ့လှမ်းကြည့်လိုက်တဲ့အင်း တန်ရောစင်မကုန်သေးတဲ့သူနဲ့မခင်မှာတွေးရတဲ့အကြောင်းနဲ့ကြောင်တဲ့ကိစ္စကိုပြောပါဦးပြီးတော့မခင်မှာချင်းထားတဲ့လူကိုလည်းပလိတ်ဖက်ကဖမ်းမိထားပြီဗျရှင်ဖမ်းဖမ်းမိထားပြီဟုတ်လားစီယာကဲပါဗျာအဖြစ်မှန်ကိုပဲပြောပါတော့မခင်မှာညင်းဆန်နေလေကိုခင်ချိုင်းအကုန်လုံးပြောပြီးပြီဗျတို့တော့မခင်မှာကတင်မောင်ဝင်ရဲ့အမေကိုအချင်းတကြရတဲ့အထိပြန်မဖြစ်သေးအဖြစ်ကနှုတ်ဖြင့်ဖွင့်ပြောဖို့မဆိုတာနဲ့စိတ်နေပင် မတူဝင်းတဲ့အတွေ့အမျိုးဖြစ်ပြီးဒါကြီးမုံတီစိတ်တို့ကမခင်မှာရဲ့စိတ်တဲ့ရှင်နေမှာ ထိမနိုင်သိမရအောင်ဖြစ်ခဲ့တယ်။ဥပ္ပါရေဆရာအမှန်တိုင်းဆိုရင်ကိုလေးကိုကျမအရင်စားတွေ့တာပါဆရာရဲ့။မခင်မရဲ့အတန်းကအနေငယ်တုံရင်ပြီးတနေ့မှမခင်မတို့ကကိုလေးလိုခေါ်တဲ့ကိုခင်တိုင်းကတံမုံကြိုက်ရှိမခင်မတို့နေအိမ်ကိုရောက်ခဲ့တယ်။သူမိခင်နေမကောင်းလို့အမှန်တကယ်ဆေးလို့ခြင်းလားသူတို့ညီမနှစ်ယောက်လုံးကိုနောက်ပို့ပိုးခြင်းလိုလာတော့မသိ။ဒိုနီကဂုတ်ခင်ချိုင်းကမခင်မာတို့အင်ကိုကြောက်လာတော့တယ်။အဲ့ဒီနေနေလေက အဖေကအပြင်ကိုထွက်ပြီးစီးကုသွားနေပါတယ်။မရှိခင်ကလည်းတန်မုံချိန်တွေကအသီးရင်ဒိန်ကိုသွားပါတယ်။ဒုံဒီကနေမကောင်းဖြစ်ဘူးဆိုတဲ့ကိုခင်ချိုင်းရဲ့မိခင်အတွက်လိုရမရစီးတွေကိုကိုခင်ချိုင်းကိုပေးလိုက်တယ်။ကျမအဖေလိုစီးစရာမဟုတ်တော့နားမလည်ဘူးလေ။အဖေတင်ထားသလောက်မှတ်သားပြီးစီးပေးလိုက်တာပါ။အဖေနဲ့တွေ့ဖို့နောက်တစ်ခေါက်ထပ်လာခဲ့အောင်ပေါ့နေတော့ဘယ်မှနေရလဲဟုတ်ကဲ့ပါကျွန်တော်အလုံးမနေပါနဲ့မော်တော်ကားဝဲချက်တစ်ခုမှကားပြစ်မာတယ်ဗျကျွန်တော်နောက်တစ်ခေါက်လာခဲ့ပါအောင်မိတ် ိုတို့ကိုကင်ချိုင်းကမခင်မာတို့အင်ကိုတော်တော်နဲ့ပေါ်မလားမခင်မာကသာတတိယတယ်ခင်ချိုင်းကိုမျောပြီးတယ်ဒီလိုနဲ့ဒီနေ့မှာမခင်မာကတန်မုံချိုင်းမှာတငယ်ချင်းမိန်းကလေးညောင်းနေတူတန်မုံချိုင်းနဲ့မနီမဝေးမှာရုပ်ရှင်ရုံကိုရုပ်ရှင်ကြည့်ရန်လာခဲ့တယ်တကြခွေးတန်းမှာဖြစ်ပြီးသူတို့ကရုပ်ရှင်ရုံထဲမှာတကြခွေးတန်းမှာထိုင်ကုန်သည်သည်ကိုတိုင်လိုက်တယ်ဟာကိုကင်ချိုင်းမခင်မာကသူတို့ခုံတန်းမှာထိုင်ကုန်နဲ့ထိုင်နေတယ်ခင်ချိုင်းကိုမြင်လိုက်လို့နှုတ်ဆက်လိုက်တယ် 哦，没没干嘛哇啦？这都并不弄啥来的，艾丽娜没干嘛家里，看家也比马丹哥妈稳当人。但呢，第二天拉过看家，哥俩啊第二天嘛白边，白娘们说第二天不，没干嘛也得挨整，一记肉干稳表来的。哎，你啊过看家过地的，好了。မခင်မကအေးကြီးကိုမေးလိုက်တယ်ဒေါကခင်ချိုင်ကတိတယ်မခင်မရကျွန်တော်တို့ကအရှင်တော့ကမြင်းဒီကုန်းရှမ်းကုန်းလမ်းထဲမှာနေဘူးတယ်ဗျာ အဲ့ဒီတောင်းကမအေးကြီးတို့နဲ့တလန်နေပဲနေခဲ့ကြတာရုပ်ရှင်ယုံစရင်အချက်ပေးပေးတန်ကိုကြားရပြီးရုပ်ရှင်ယုံဒီယုံလုံးမောင်းမဲသွားတယ်ပြောပြစီတော့ဆရာရဲ့အဲ့ဒီနေ့ကကိုလေးနဲ့ကျမက ရုပ်ရှင်ယုံထဲမှာပဲတမီးစားတွေဖြစ်ခဲ့ကြတယ်မခင်မကထိုစကားကိုပြောစီရှမ်းယုံဟန်မပြသူမျက်နာကကြီးမားရဲ့မကြည်နှမ်းမှုနဲ့ညှိုးမိုင်းလျက်ရှိတယ်ခင်တိုင်းနဲ့မကင်မာတို့တမီးစားဖြစ်တဲ့အခါချစ်သူတို့တဘာဝအတိုင်းမကြာခဏတွေးဆောင်ကြပြီးချစ်တောင်ဖလဲကြတယ် မခင်မမသူစိတ်လိုကြခင်ချိုင်းရဲ့အချစ်ကိုရပိုင်ခြင်းဖြစ်လို့ကြည်နူးကြည်နယ်လို့မဆုံးနိုင်အောင်ဖြစ်တယ်။ကိုလေးဘာလဲခင်မရကိုလေးခင်ချိုင်းကိုတကယ်ချစ်ရဲ့လားခင်ချိုင်းကခေါင်းငိမ့်ပြရင်ချစ်ပါလေဘာဖြစ်လို့လဲခင်မရခင်ချိုင်းကသူ့ရင်ခွေထဲမှာခင်မကိုငုံချပြီးတော့ဆမ်းမိတယ်။အော်ဒီလောက်အယုံဆိုအကြီးတက်နေတဲ့ခင်မကိုကိုလေးတကယ်မှချစ်ရဲ့လားလို့မေးကြည့်တာပါ။မန္နာပြောရရင်ကိုလေးခင်မကိုချစ်လဲချစ်တယ်ပြီးတော့တနာလေးတနာတယ် ဒါပေမဲ့ခင်မအပေါ်မှာချစ်တာတဲ့အယုတ်စုအကြီးတန်းမလေးမို့တနာရာကပိုးပါတယ်ခင်မပိုးပြီးသဘောကျသွားတယ်တနာရာကအကြောင်းခံပြီးအချင်းနဲ့မြစ်တာတရားများဂေယုနာတရားများမွေးဖွားနိုင်ပြီးနောက်ဆုံးတနာစေကအချင်းရဲ့စန့်ကျင်မဲ့အမုန်းတရားများကိုဒါစီပေပြောင်းနိုင်မှာဖြစ်တယ်သို့တော့မခင်မတို့ရဲ့အချစ်ခီးလန်းမှာမမျော်လင်းတဲ့မှုန်တိုင်းတစ်ခုတိုက်ခိုက်လာသလိုအပြစ်တစ်ခုနဲ့ဂျုံလိုက်ရတယ်တော်နေ့မှာခင်ချိုင်းနောက်တစ်ခေါက်အဖြစ်မခင်မတို့အင်ကိုရောက်လာခြင်းဖြစ်တယ် အချင်းတစ်ခေါက်ကသူမိခင်အတွက်ဆေးယူရန်ဖြစ်ပြီးယခုတစ်ခေါက်မှာတော့ချစ်သူမခင်မာတန်အလေရောက်လာခြင်းဖြစ်တဲ့ဒိုနီကခင်းချိုင်းကခင်ရှိကိုတွေးတော်ပြီးမခင်မာကလည်းခင်ချိုင်းနဲ့ခင်ရှိကိုမိတ်ဆက်ပေးတယ်ကိုခင်ချိုင်းဒါအမမရှိခင်နဲ့ဒိုသူပြောလိုက်စင်ဒိုစကားအတွင်းမှာပဲခင်ချိုင်းနဲ့ခင်ရှိတို့ရဲ့အပြန်အလှန်စကားပြောပုံကိုမခင်မာသတိထားမိတယ် ခင်ကျိုင်းရဲ့မျက်လုံးတွေကတမ်းမတ်စရာတစ်ခုခုတွေ့လိုက်စဉ်ဖြစ်ပေါ်လာတဲ့အကြောင်းမျိုးကဲ့သို့တောက်ပါလေးရဲ့ရှိတယ်။ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျ။ကဲဒီလိုနဲ့ဘာကြလိုက်လို့လဲဆရာရင်ကျမထင်တော့တလားလောက်ကြာမှထင်ပါတယ်။တနေ့ကိုလေးကကျမနဲ့အထူးပြောကြရရှိတယ်ဆိုပြီးကျမနဲ့ဗိုလ်ချုပ်ပန်းချန်ထဲမှာချိန်နေအဲ့ဒီနေ့ကကိုလေးပြောတဲ့စကားကိုအထိပ္ပယ်ကောင်းရရင် အမရှိခွင့်ကို သူတွေ့တော့မှတနာတာနဲ့ချစ်တာကိုကိုယ်ကိုယ်ပြားပြားသိတယ်တဲ့။ သူ့ကိုခွင်းလို့ပါဆိုပြီးတောင်းပန်ခဲ့ရစီရာကျမကိုတနာပေမယ်အဲ့ဒီတနာစိတ်ကနေဖြစ်ပေါ်လာတဲ့အချက်ကရွေခင်ပေါ်ချစ်တဲ့စိတ်ကိုမမီဘူးအဲ့ဒါကြောင့်ငရဲ့နဲ့ကောင်ဖမ်းတယ်လို့ဖြစ်မှာဆိုလို့ကျမကိုပြက်ပြက်သားသားပြောတာပါတယ်ကျမနဲ့အခုချိန်ကစားပြီးမောင်လို့နှမလို့နေကြပါစို့တဲ့ကြီးပါအောင်ဆရာရဲ့ဘလောက်တောင်나ကြီးစရာကောင်းလိုက်လေသူတို့ပြောရင်မက်ခင်မရဲ့မျက်လုံးအိမ်ထဲမှာမျက်ရည်စာရီကိုတွေ့ရတယ်။ဒါနဲ့မက်ခင်မဘာပြောလိုက်လဲဗျ။အင်း ကိုလေးရဲ့သဘောပါလို့ပြောလိုက်တာပေါ့ဆရာရင်တကယ်စင်အမရစ်ခင်ပေါ်မှာကျမနာကြီးခန့်မြေမို့ကောင်းတာပါကိုညမရဲ့ချစ်သူကိုဘလို့ပဲဖြစ်ဖြစ်ပေါ့ဆရာရင်ကြောင်တောင်တော့မနိုင်သင့်ပါမို့အခုတော့မလုံတဲ့မလုံထိုက်တဲ့လောက်ကိုသူ့လှုပ်သွားတယ်ဆရာကျမမှာတော့ရီစားလှလူအုံနှိုးကျွဲခတ်ပေါ့ဆရာရင်အဲ့ဒါနဲ့မရစ်ခင်သေးတဲ့ညအကြောင်းကိုဆက်ပြောပါအောင်ပြဟုတ်ကဲ့ပြောပြရမယ်ဆရာကျမဒီလိုဖြစ်ချောင်းကိုစင်ကိုပြောမှာဆရာတို့ကကျမကိုနားလည်နိုင်မှာမို့လို့ပါအဲ့ဒီနေ့ညနေပိုင်းမှာ ကိုခင်ချိုင်းကကျမတို့အိမ်ကိုရောက်ခဲ့တယ်။အိမ်မှာအဖေမရှိဘူး။နေကိုစီးကူးဖို့သွားတယ်။ကိုခင်ချိုင်းကျမတို့အိမ်ကိုလာတာကပထမကတော့အမရွှေခင်ကိုတွေ့ဖို့စကားပြောဖို့ပါ။နောက်တော့အချိုးပြောင်းနေစီအောင်။ဟင်နောက်တော့ဘာဖြစ်လို့လဲဗျ။နောက်တော့သူတို့နှစ်ယောက်စကားပြောရင်းနဲ့ညနေ9နာရီလောက်ရှိတော့ကိုခင်ချိုင်းကအလန်တကြားနဲ့ပြောပါလေစီအောင်။ဟာအခုမှသတိရတယ်။လင်းလင်းရုံမှာကြောက်နက်ကပြောနေတယ်။အဲ့ဒီကကတိတ်ကောင်းနေလို့ပြောကြတယ်။ကျောင်းနိုင်ခွေပွဲသွားကြည့်မယ်လို့မရွှေခင်ကိုပြောပြီး လာရင်ခင်မပါတခါရဲ့လိုက်ခဲလို့နာဖေးကမ်းမှာရှိတဲ့ကျမကိုလှမ်းပြောပါရစေ။ကျမအဲ့ဒီကားကိုတိတ်ကြည့်နေရဆိုတော့ကျမလည်းမငင်းမှမို့သူတို့နဲ့တူလွင်လွင်ရုံကိုရုပ်ချင်းကြည့်အောင်လို့လိုက်ခဲ့ပါရစေ။သူတို့ဇုံတွဲနဲ့ရုပ်ချင်းကြည့်ရတာကဘလောက်တောင်စိတ်ဆင်းရဲဖို့ကောင်းနိုင်မလဲ။နောက်ဆုံးကျမရုပ်ချင်းကားကိုကြည့်ရမှာလားသူတို့ကိုကြည့်ရမှာလားလို့ရှေခွင်းကိုမေးလိုက်တော့မှနေရာစလုံးကိုရှိန်တက်သွားရစေ။ခင်ချိုင်းကရုပ်ရှင်ပြီးမှအလုံးကိုမပြတ်မဲနဲ့ကျမတို့အိမ်ကိုလိုက်လာတယ်။ အိမ်ရောက်တော့သူတို့ကအိမ်ရှိခန်းထဲမှာတိုင်းပြီးစကားပြောကြတယ်။ကျမကတော့ကျမတို့ညီမနှစ်ယောက်အိတ်တဲ့အိရလေးစီကိုဝင်သွားပါတယ်။ဒါပေမဲ့အိမ်ရှိခန်းကသူတို့နှစ်ယောက်ရဲ့ကလူးတန်ကြီးတန်ရီတန်တွေကိုကြောက်ရတော့ကျမဘလို့အိပ်ပျော်နိုင်မလဲစီအောင်မျက်စိကိုစိုတင်းမိပြီးနားကိုခေါင်းနဲ့ပြီးအတင်းအိပ်ပျော်အောင်ကြိုးစားပေးမိ။သူတို့နှစ်ယောက်ရဲ့ချစ်ချစ်ရီတန်တွေကကျမအသေးနှလုံးကိုအပြားနဲ့တိုးဆနေသလိုတော်တော်ခံစားဆိုးပါးရစီရရင်အဲ့ဒီနောက်မှာမရှိခင်ရဲ့မေးတံကိုလေကြားပါရီ။ ကိုခင်ကျိုင်ခင်မားနဲ့ရွှေခင်ကိုဘသူ့ကိုပို့ချစ်လဲကိုလီမေးကြလူသေးလို့လားရွှေခင်ရဲ့ကိုလီကရွှေခင်ကိုတိတ်ချစ်တာပေါ့တကယ်နော်ကိုလီဒါပေမဲ့ဒီလောက်ရုံစုအကြီးတန်းနေခင်မားကိုကိုလီကအစားဘာဖြစ်လို့ချစ်တာလဲရင်ဒါလားကွာသိမရခင်တော့ဝါဖောင်ကိုရမှာပေါ့အခုတော့ကိုလီရဲ့နှလုံးသားမှာချွေခင်တယောက်လုံးရှိနေမှာတော့မရှိခင်ရဲ့ယာကားတန်တော့တဲ့တခိခိရည်တန်းကမခင်မာရဲ့ရင်ထဲမှာနာကြီးစိတ်တို့ကိုထိမရနိုင်အောင်ဖြစ်ခဲ့တယ် ဒေါသလေထောင်ကနေထွက်သွားပြီးထိုးစင်းမှာမက်ကင်မာကအိနေရမှာထားတိုင်နေတဲ့အဲ့ဒီနောက်အေခန်းဝါမှာချိန်ဆထားတဲ့ဘာကင်ဖြစ်စုရဲ့စီးမြေဆောင်ထဲထားတဲ့လွယ်အိတ်စီကိုပြေးသွားတယ်။ဒိုလွယ်အိတ်ထဲမှာစေးဖို့ရမှာတင်းမြင့်များတေးဥတေးဖို့များကိုလီးဖက်ရန်တံမြောင်တစ်ချောင်းရှိတယ်။မက်ကင်မာက လုံးဝသတိလက်လွတ်ဖြစ်ပြီးဒိုစေးလွယ်အိတ်ထဲမှာတံမြောင်ကိုထုတ်ယူလိုက်တယ်။အဲ့ဒီနောက်အင်းရှိကန်းကိုပြေးလာပြီး အိယာပေါ်မှာခင်ချိုင်နေသူလေးအိတ်နေတယ်။ရွေခင်းကိုဓမြောင်းနေထိုးကြလိုက်တယ်။ရွေခင်းကအော်ပြီးဒိုစင်မက်ခင်မကမက်ရွေခင်းရဲ့ဝမ်းပိုက်ကို နောက်တစ်ချက်ဆင်ထိုးပြီးဘေးမှာထိုင်နေရမှတကအိမ်နောက်ဖေးဘက်ကိုပြေးသွားတယ်။ဟဲ့ခင်မနေအောင်ခင်ချိုင်ကမက်ရွေခင်းရဲ့ဝမ်းပိုက်မှာစိုက်ဝင်နေတဲ့ဓာတ်ကိုဆွဲနှုတ်ပြီးအိမ်နောက်ဖေးဘက်ကိုပြေးဝင်သွားတယ်။ကျမလည်းအိမ်နောက်ဖေးဘက်ကိုဝင်သွားတော့ကိုခင်ချိုင်ကနောက်ကနေလိုက်လာပြီးကျမကိုဓာတ်နဲ့ထိုးပါတယ်။အဲ့ဒီအချိန်မှာ အင်းရှိကိုကိုမရောက်လာပါတယ်။ဆရာကြီးဆိုပြီးအဖေကိုခေါ်တဲ့အတန်လေးကြားပါတယ်။အဲ့ဒီအချိန်မှာပဲလူတန်းကြလို့ကိုခင်ချိုင်းကကျမကိုဓာတ်နေဆက်မထုတ်ပဲနောက်ဖေးဘက်ကနေအောက်ကိုခုံဆင်းပြီးပြေးသွားပါတယ်။ဓာတ်နဲ့ကိုခင်ချိုင်းနဲ့တူအဲ့ဒီဓာတ်ပါသွားလားဗျ။ဟုတ်ကဲ့ကိုခင်ချိုင်းနဲ့တူပါသွားပါတယ်။ဓာတ်နဲ့မရှိခင်မသိခင်ကကြောင်နဲ့ကြောင်နဲ့လို့ပြောသွားတဲ့ကိစ္စကဘာလဲဗျ။ဒါကျမကိုနှိမ်ပြီးတော့ခေါ်ရဲနာမည်ပါစီယ။စကားဆက်မိလို့ပြောရအောင်မေ။ အမမတ်ရှိခင်နေကျမကညီမချင်းနဲ့မဟုတ်ဘူးကြည်အောင်သူကအဖေရဲ့နောက်အိမ်တော်ကပါလာတဲ့သမီးပါကျမအမေဆုံးလို့ကျမတို့အိမ်မဲမျိုးကနေရန်ကုန်ကိုပြောင်းလာကားမှာအဖေကနောက်အိမ်တော်ယူတာပါအဲ့ဒီတုန်းကကျမခုနှစ်နှစ်သမီးပါသူကကိုနဲ့ဒါနဲ့နောက်ဆုံးရှေခင်းရဲ့အမေဆုံးတော့ဒီတန်မုံချမ်းကိုအဖေကပြောင်းလာပါတဲ့ဒါနဲ့ကြောင်နာကိစ္စကိုပြောပါအောင်ဗျာဆရာတိရဲ့အတိုင်းကျမအယုတ်ဆိုအကြီးတက်နေစီအောင်အသားကလည်းမဲမဲမျက်လုံးကလည်းပြပြနေမို့ ျမကိုပြူးကြမှာကြောင်ထဲမှာဆိုပြီးအဖေအားစနှုတ်ကျအောင်ခေါ်ခဲ့တယ်စီအောင်မရှိခင်တေကန်နီးမှာသူ့ကိုကျမကတက်တယ်လို့ပြောချင်တာပါကြောင်ထဲမှာလို့နှုတ်ကမထွက်နိုင်ပဲကြောင်နဲ့ကြောင်နဲ့ဆိုပြီးတပိုင်းတစပဲထွက်နိုင်ပါလေစီအောင်အော်ဒါကြောင့်ကိုဗျာဟုတ်ကဲ့ဇလန်လေးကိုအဆုံးဒီနာဆင်ပေးကြတဲ့ပြည်သူများလုံးကိုကျေးဇူးများကြီးတင်ပါရရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုပါရစေချင်း